မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ခေါင်းစဉ်လေးကတော့ဖခင်၅မျိုးရဲ့တာသည်များဆိုတဲ့ခေါင်းစဉ်နဲ့ဝေငါအလင်းပေးခြင်းတာဖြစ်ပါတယ်အခြေပြုခြင်း၃ခြင်းရှိပါတယ်ကျွန်တော်တစ်ချက်ချင်းဖတ်ပြပါမယ်28ခုမြောက်သောစာလံအပိုက်ငယ်30 ကိုမိပါတို့သည်အကျွန်ုပ်ကိုစွန့်တော်လဲထာဝရဘုရားသည်အကျွန်ုပ်ကိုခြီယူတော်မူမီဒုတိယကျမ်းချက်တစ်ချက်ကဟေပြဲဩဝါဒစာခန်းကြီး73အငယ်9ဖြစ်ပါတယ်ငါသည်မိသည့်အခါမြတင့်ကိုစွန့်ခွာမီမဟုတ်မိသည့်အခါမြတင့်ကို ပြစ်ပယ်မီမဟုတ်ဟုကိုတော်မိန်တော်မူ၏နောက်ဆုံးကျမ်းချက်တစ်ချက်က ရှင်ဝါခရိခန်းကြီးတစ်အငယ်7နှစ်ဖြစ်ပါတယ်။ထိုသူကို လက်ခံသမျှတော့သူတီးဟူတော့ကိုတော်ကိုယုံကြည်တော့သူတို့အားဖယားသခင်ဤတားဖြစ်ရတော့အခွင့်ကို ပေးတော်မူ၏။ချက်တော်ညီကိုမောင်မားတို့ဖခင်များနေရောက်လာတဲ့အခါမှာတချို့တော်သူတွေအတွက်ဖခင်များနေကဘာသိဘယ်မှမရှိပဲဖြစ်နေတတ်ပါတယ်။မြောက်များစွာတော့ဖခင်တွေကတော့ဖခင်ကောင်းတွေများပါတယ်။ကိုသားသမီးကိုချစ်ကြပါတယ်။ ဒါပေမဲ့တချို့တချို့တော့အိမ်ထောင်မှာကျွန်တော်တို့အာမရှိဘူးလို့ပြောလို့မရအောင်တော့တချို့ဆိုးွားတဲ့ဖခင်တွေနှိပ်စက်တဲ့ဖခင်တွေတကယ်ပဲအမင်္ဂလာဖြစ်စေတဲ့ဖခင်တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီလိုမျိုးဖခင်အ ਨੇ ဆုံး၄မျိုး၅မျိုးလောက်ကျွန်တော်တို့တွေ့ရတယ်တစ်ချက်ချင်းကိုကျွန်တော်ဝင်ငှချင်တယ်နော်ပထမတစ်မျိုးကတေကွဲရှင်ကွဲကွဲနေတဲ့ဖခင်မျိုးတစ်မျိုးရှိပါတယ်လောကကြီးမှာအဖေမရှိတဲ့သားသမီးဆိုတာမရှိပါဘူး ဒါပေမဲ့အဖေဘယ်သူမှမတီးရတဲ့သားသမီးနဲ့အဖေနဲ့ရှင်ကွဲတို့မဟုတ်တေကွဲကွေးနေရတဲ့သားသမီးတွေကတော့အများကြီးရှိနေတာကျွန်တော်တွေ့ရပါတယ်။အလောက်ကြောင့်သားသမီးဘေးမှာအချိန်အကြာကြီးမနေပေးနိုင်တဲ့ဖခင်တွေတချို့လည်းရှိကောင်းရှိမှာပါ။ဖခင်တွေဆုံးပါသွားခဲ့လို့ဖခင်နဲ့တေကွဲကွေးနေရတဲ့သားသမီးတွေရှိကြသလိုဖခင်တွေရဲ့အယောင်စားကိုခံလိုက်ရတဲ့သားသမီးမိပါမဲ့ဖြစ်သွားတဲ့သားသမီးအဲ့လိုမျိုးတွေလည်းအများကြီးရှိပါတယ်။ ဆိုတော့ဒီလိုသားသမီးအနေနဲ့ဖခင်များနေဟာသူတို့အတွက်အတိတ်ပဲမေ့နေတတ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီလိုသားသမီးတွေကိုခွန်အားပေးချင်တာကဝမ်းမနေပါနဲ့စိတ်မပြတ်ပါနဲ့ဖခင်များနေမှာသူများတွေကဖခင်တွေနဲ့ကိုစီကိုစီပျော်နေတာကိုကြည့်ပြီးတော့မှဝမ်းမနေပါနဲ့အ ਨੇ ဆုံးတော့တင့်မှာကောင်းကင်အဖဆိုတာရှိပါသေးတယ်။အာမင်။ဒီအဖဖခင်ဟာတင့်အနားမှာထာဝရရှိနေတဲ့ဖခင်ပါ အခုနောက်ကျွန်တော်ဖတ်သွားတဲ့29ခုမြောက်သောစာလံပိုက်ငယ်30မှာကျွန်တော်တို့ဘယ်လိုဖော်ပြလဲဆိုတော့ကိုမိပါတို့ဒီတဲ့အကျွန်ုပ်ကိုစွန့်တော်လဲတဲ့ခေါရဖျားဒီအကျွန်ုပ်ကိုချီယူတော်မူမီတဲ့ဒါကြောင့်ဖခင်များနေ့ရောက်တိုင်းမိခင်များနေ့ရောက်တိုင်းမှာတချို့သားသမီးတွေအတွက်ကျွန်တော်ဒီကြမ်းချက်လေးအားဖြင့်ခွန်အားပေးခြင်းတယ်။တင်ဖခင်တွေတင်မိခင်တွေတင်ကိုစွန့်သွားပေမဲ့လေစိတ်သက်မကြပါနဲ့။ဖခင်သခင်ကတင်ကိုဘယ်တော့မှမစွန့်ပယ်ပါဘူး။အာမင်။ ဒုတိယဖခင်တမျိုးက အချက်ထက်ဒေါသကြီးတဲ့ဖခင်မျိုးလည်းရှိတတ်ပါတယ်။သားသမီးကိုချစ်တယ်ချစ်တယ်ဆိုပေမဲ့လည်းဒေါသကြီးတဲ့ဖခင်သားသမီးကိုစုံမလိုက်ရင်ခြေလွန်လက်လွန်နဲ့ဖျက်တတ်တဲ့ဖခင်မျိုးရှိပါတယ်။ဒီလိုမျိုးဖခင်မျိုးရှိနေတဲ့သားသမီးတွေအတွက်တော့ဖခင်ရဲ့အချက်ဆိုတာထက်သူတို့ရဲ့ဘဝမှာစိတ်ဒဏ်ရာတွေပဲပို့ပြီးတော့မှများနေတတ်ပါတယ်။ဒါပေမဲ့ဒီလူတွေကိုလည်းကျွန်တော်ခွန်အားပေးချင်တယ်နော်။ စိတ်သက်မကြပါနဲ့ကိုရဖခင်တလူမျိုးရှိတယ်ဆိုပြီးတော့မှစိတ်သက်လုံးဝမကြပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာကောင်းကင်အဖရှိတယ်ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့နားလည်မှုရယူပါဒါမှဒါရင်ကျွန်တော်အထဲကအဲ့ဒီဖခင်ပေါ်မှာရှိနေတဲ့စိတ်ဓာညာကိုကုစားနိုင်မယ်ကုစားနိုင်မယ်ဟေဘရဩရာစာခန်းကြီး73အငယ်9မှာဘယ်လိုဖော်ပြလဲဆိုတော့ငါဒီ မိဒီအခါမြသင်ကိုစွန့်ခွာမီမဟုတ်မိဒီအခါမြသင်ကိုပြစ်ပယ်မီမဟုတ်ဟုကိုတော်မိန်တော်မူ၏ချက်တော်ညီကိုမောင်မတော်တခါတလေကျွန်တော်လောကဖခင်ကကျွန်တော်တို့နှိပ်ဆက်ခဲ့ဘူးတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ရဲ့ဆက်ဆက်ရိုက်နေခဲ့ဘူးတယ်ဆိုပေမဲ့ခြေလွန်လက်လွန်နဲ့ကျွန်တော်တို့ကြိုးပဲ့ခဲ့ဘူးတယ်သူတို့ကိုစိတ်တန်ရာ ရှိနေတယ်နောက်ဆုံးကိုကိုပြောမယ်ဆိုတချို့သားသမီးတွေကခုဖခင်ကိုခွင့်မလွတ်နိုင်တော့အထိဖြစ်နေတယ်ဆိုပေမဲ့ ကောင်းကင်အဖရှိသေးတယ်ဆိုတော့မမေ့ပါနဲ့မျောလင့်ချက်လုံးဝမမေ့ပါနဲ့ဖရာသခင်ကတင့်ကိုဘယ်တော့မှအဲ့လိုမျိုးမလုပ်ပါဘူးလောကဖခင်မှာအားနည်းချက်ရှိကောင်းရှိမယ်ဒါပေမဲ့ကောင်းကင်ဖခင်မှာဘယ်တော့မှအားနည်းချက်မရှိပါဘူးမှတ်ထားနော်ဒါနှစ်ပတ်နှစ်နှစ်ပတ်သုံးသူမျိုးကအကန်းဖခင်မျိုးမျက်စိကန်းနေရလားအောင်မေ့ရတယ်သားသမီးကိုမချစ်ဘဲနဲ့နှိပ်ဆက်တဲ့ဖခင်မျိုးကြောက်ဘူးတယ်နော်ကြောက်ဘူးတယ်ကျွန်တော်ကြောက်ဘူးတယ်အဲ့လိုမျိုးဖခင်တချို့ရှိတယ်ယနေ့လူပတ်ဝန်းကျင်မှာ တားသမီးတွေကလေငါဖခင်အရင်လာဆိုပြီးမှတော့မှတန်တရာဖြစ်လောက်စေတဲ့အထိရက်ဆက်တဲ့ဖခင်မျိုးကျွန်တော်တို့ကြားနေရတယ်။ကုံကုံပြောရရင်ကိုတားသမီးကိုတော့မှအလွတ်မပေးဘူးနော်။ကိုတားသမီးကိုဗရင်းကျင်းတဲ့အထိတော့မှလွန်ကျူးတဲ့ဖခင်တွေကျွန်တော်ကြားနေရတယ်။ဒီလိုဒံယာတန်ချက်တွေနဲ့ကြီးပြင်းလာတဲ့တားသမီးအဖို့ဖခင်များနေဆိုတော့သူတို့အတွက်ဘာသိပ်ပဲမှမရှိပါဘူး။သူတို့အတွက်အခုနပြောသလိုစိတ်ဒံယာတွေပဲပြန်ပြန်ပေါ်လာစေတယ်။ ဖခင်မေတ္တာဆိုတာဘာဆိုဘာမှန်းမသိဘူးခါတီးယွန်ရှာနေတဲ့အရာဖြစ်ပါတယ်ဒီလိုတာသူမီးတွေရဲ့အတွက်ကျွန်တော်ကျန်းစာနဲ့ခွန်အားပေးချင်ပါတယ်ဘယ်တော့မှနောက်မဆုတ်လိုက်ပါနဲ့တင့်ကိုရက်ဆက်တဲ့ဖခင်ရှိပေမဲ့လည်းတင့်ကိုအမြဲတမ်းချစ်တဲ့ဖခင်တယောက်ရှိပါသေးတယ်ဖခင်မေတ္တာဆိုတာဘာလဲတင်မသိပေမဲ့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာတင်သိလာလိမ့်မယ်ဟာလေလုယာခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းက သခင်ယေရှုခရစ်တော်ဘလို့ဂတိပေးထားလဲဆိုတော့ရှင်ယောဟန်ခရစ်ယာန်ခန်းကြီးတင့်ငယ်ဆနစ်မှာထိုသူကိုလက်ခံသမျှတော့သူတီးဟူတော့ကိုတော်ကိုယုံကြည်တော့သူတို့အားဖယားသခင်ဤတားဖြစ်ရတော့အခွင့်ကိုပေးတော်မူ၏တဲ့ဟာလေလုယာသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကလောကမှာမခံစားဘူးသေးတဲ့ဖခင်မေတ္တာကိုခံစားရခံစားစေရမယ်ဟာလေလုယာဒါကြောင့်လောက ဖခင်တင့်ကိုနှိပ်ဆက်ကောင်းနှိပ်ဆက်ခဲ့မယ် လောကဖခင်တင့်ကိုဘာဖြစ်လဲရရဆက်ဆက်လှုပ်ခဲကောင်းလှုပ်ခဲမယ်ဒါပေမဲ့အဲ့ဒီຢာတွေကိုကုစားဖို့ရန်တဲ့ယေရှုခရစ်တော်ကိုမြဲမြဲယုံကြည်ပါလို့ကျွန်တော်ခွန်အားပေးချင်တယ်နော်အဲ့ဒီဖခင်တွေကိုတော့ဘုရားသခင်တေချာပေါက်စီရင်လိုက်မယ်စိတ်ချပါစိတ်ချပါနံပါတ်၄နံပါတ်၄ဖခင်တမျိုးကချစ်ချစ်ချင်းမေတ္တာနီလန်းမားနေတဲ့ဖခင်တချို့လည်းရှိတယ် တားသမီးကိုချစ်တယ်ချစ်တယ်ဆိုပေမဲ့နီလန်းမမှန်ပဲနဲ့အမြဲတမ်းအနှုတ်လက္ခဏာဖက်မာတာပြောဆိုပြီးမှ ဆုံးမနေတတ်တဲ့ဟိုဘာလဲတားသမီးကိုစိတ်ပြည့်စေတဲ့ဖခင်မျိုးရှိပါတယ်ရှိပါတယ်ကိုယ်တိုင်အဲ့လိုမျိုးစိတ်ပြည့်ပြီးတော့မှချစ်ပြနေတာကတားသမီးကိုချစ်နေတယ်ဆိုပြီးမှ तू ကခံယူနေတတ်တဲ့ဖခင်မျိုးပေါ့နော်ဒါကိုယုံကြည်သူတားသမီးတွေနားလေပေးဖို့လိုပါတယ် လောကဖခင်ရဲ့မပြည့်စုံမှုကိုမြင်တတ်ပြီးမှသာ၍ပြည့်ပြည့်စုံတဲ့အဖဖရားရဲ့ချစ်ချင်းမေတ္တာနဲ့ပြန်လည်တည်ဆောက်ရယူပါလို့ကျွန်တော်ခွန်အားပေးချင်တယ်။ Okay နော်ဒါကနံပါတ်၄တမျိုး။နောက်ဆုံးတမျိုးကတော့ယုံကြည်သူဖခင်ကောင်းပေါ့နော်။ဖခင်တွေမှာမကောင်းတဲ့ဖခင်တွေရှိတယ်လို့ကောင်းတဲ့ဖခင်တွေလည်းရှိတယ်ဆိုတာကျွန်တော်ညင်းလို့မရဘူးလေနော်။သားသမီးကိုနားလေပေးတတ်တဲ့ဖခင်ရှိတယ်အလိုမလိုက်ဘဲနဲ့ချစ်တတ်တဲ့ဖခင်တွေရှိတယ်။ တမာတရားအရာဆုံးမပေးပြင်တတ်တဲ့ဒေါတာထိန်ချုပ်တတ်တဲ့အမားကို ထောက်ပြပြီးမှမေတ္တာနဲ့ပြုပြင်ပေးတတ်တဲ့တားသမီးတွေကိုဗဇက်နဲ့မဟုတ်ဘဲနဲ့လက်တွေ့ဆန်ပြပေးတတ်တဲ့ဖခင်ကောင်းရှိပါတယ်။စောင့်ထိန်ကွယ်ကာရှာကြွေးပြီးတော့မှအိမ်ထောင်ဦးစီးတာဝန်ကိုကြေပြွန်တတ်တဲ့ဖခင်ကောင်းတွေဒီကနေ့အများကြီးမရှိဘူးလို့ပြောလို့မရဘူးရှိပါတယ်အများကြီးရှိပါတယ် ်ဒီလိုဖခင်မျိုးမှာချွင်းချက်မရှိတာတော့မဟုတ်ပါဘူးသူစူးစမ်းပြီးတော့မှအကောင်းဆုံးဖြစ်အောင်လုပ်တဲ့ဖခင်မျိုးဖြစ်ပါတယ်ဒီလိုဖခင်ရှိတဲ့သားသမီးတွေအတွက်တော့ဖခင်မေတ္တာအပြည့်အဝခံစားရစေပြီးမှထာဝရဖခင်ရဲ့မေတ္တာဟာဒီထက်အစပေါင်းများစွာတာလွန်ကြောင်း ဖြစ်ဖြစ်ချင်းနဲ့နားလည်စေနိုင်မှာဖြစ်ပါတယ်ဒါကယုံကြည်သူဖခင်ကောင်းအကြောင်းနောက်ဆုံးတစ်ချက်အနေနဲ့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ဏိကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်က ဖခင်ငါမျိုးရဲ့သားသမီးအကြောင်းပြောထားတယ်။ရက်ဆက်ခဲ့တဲ့ဖခင်တွေရှိမယ်၊နှိပ်ဆက်ခဲ့တဲ့ဖခင်တွေရှိမယ်၊မပြည့်မပြည့်စုံတဲ့ဖခင်တွေရှိမယ်၊ဖခင်ကောင်းရှိမယ်စသဖြင့်ငါးချက်လောက်ပြောထားတယ်။ဆိုတော့ဖခင်မပြည့်စုံမှုတွေကိုကျွန်တော်တို့ကဘာနဲ့ကုစားရမလဲဆိုတော့သခင်ယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့ကုစားဖို့လိုတယ်။ဖခင်တွေရဲ့ပြည့်စုံမှုကိုကျွန်တော်တို့ကြည်ပြီးတော့မှ ကောင်းကင်အဖရဲ့ပြည့်စုံမှုကိုကျွန်တော်တို့မြင်လာဖို့လိုတယ်ဆိုမှခွန်အားပေးနဲ့ဏိကုံချုပ်ပါတယ်အတူတူကဆူတောင်းရအောင် ကျေးဇူးတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနေ့မှလည်းဖခင်ငါမျိုးရဲ့သားသမီးများဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ခွန်အားပေးတဲ့အလင်းပေးတယ်။ဖခင်တွေဟာမပြည့်စုံဘူးဆိုတာကျွန်တော်တို့သိရတယ်။ဒါပေမဲ့ကောင်းကင်အဖဟာကျွန်တော်တို့အပေါ်မှာအမြဲတမ်းပြည့်စုံတယ်။ကျွန်တော်အပေါ်ကအမြဲတမ်းချစ်တယ်။ဘယ်တော့မှကျွန်တော်တို့မစွန့်ပြစ်ဘူးဆိုတာကျွန်တော်နားလည်ခွင့်ရတယ်။ဖွင့်ပြတဲ့တန်ရှင်တော်ဝင်တော်တာ၍ဘုံကြီးပါစေ။ အတ္တတာမှာတကယ်ပဲဖခင်မေတ္တာကိုတည်ရှိပြီးတော့မှမပြည့်စုံတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာကိုကိုရောဖျားရဲ့ချစ်ခြင်းမေတ္တာနဲ့ပြန်လဲကုစားတတ်တော့သားသမီးများဖြစ်စေပါမိအကြောင်းဂျေဇုတော်ချင်းမွန်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပန်းရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖခင်အားအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့